kids smile smile စိတ်ကတော့ကနာမငြိမ်တဲ့စိတ်ပါအခုတော့လုပ်လိုက်ပြန်ပြီလှုပ်လိုက်ပြန်ပြီလှုပ်လိုက်ပြန်ပြီ smile ကနာမငြိမ်တဲ့စိတ်ကိုဖြစ်စီပြန် smile stylish ဖြစ်ပါလေရှင်ခုဘာတိုင်းနေရလဲဆိုတော့နှစ်တက်မှာကင်းတက်နဲ့ဖြတ်တမ်းပြီးသပင်းကိုညှက်ချဖို့တော့တိုင်းနေနေပါပဲ ြီးပြန်ဆက်ပါမယ်။ညှက်ချပြီးပြန်ဆက်မယ်။ပြန်ဆက်ပြီးပြန်ဖြုတ်မယ်။ပြန်ဖြုတ်ပြီးရင်ပြန်ညှက်မယ်အဲကျမရဲ့အလုပ်ပဲကျမမှာ nature စပါရှိနေသေးတယ်ကျမစပင်ကျမမျိုးစုံလုပ်ခွင့်ရှိနောက်တစ်ခုပြောချင်သေးတယ်တိလာဟွာလေးစပင်ပေါ့နော်ခင်ဗျာစပင်ဆိုရင်ခင်ဗျာလုံးဝစပင်မပောင်းဘဲဆိုင်မာလေးနေရီရောက်လို့စပင်သွားလျှော်ရင်လည်းလေအမစပင်နေအရန်ပြက်စီလို့ပေါင်းသွားပါပါလို့ရောက် တရားမှမပြောဘူးအခုအခုပဲတွေးကြည့်တွေးမိနေတာပါအော်လို့ရှမ်ပူကောင်းကောင်းသုံးရခြင်းရဲ့အကျိုးကျေးဇူးပါလေဒီနေ့ဒီချိန်ဒီသဘင်အရန်ကလိတယ်နော်ပြောင်းသွားခြင်းကျွတ်သွားခြင်းသဘင်သားတွေကျန်းခြင်းနှစ်ခွဖြစ်ခြင်းလုံးဝမရှိဘူးအဲ့တော့သဘင်နဲ့ပတ်သက်ရင်ကောင်းတာလေးတွေသုံးပါကိုယ်ပိုင် stylist လေးထားပါ stylist တက်လက်ကင်ပေါ့နော်အဲ့ဒါဆိုရင်ကိုယ်သဘင်အကြောင်းအကုန်လုံးဟိုအတိရအခါကျတော့ ဘလို့ပြောရမလဲဆိုတော့လုတ်တဲ့နဲ့မလုတ်တဲ့ဘောเนาะတိတ်တူးတဲ့ကင်နာဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်မှာကိုကဒါလုတ်ချင်မိမယ်စမင်ကောက်ချင်တဲ့ဆိုတော့မှကောက်လို့မရသေးဘူးအဲစမင်ဖြောက်ချင်တဲ့ဆိုတော့မှဖြောက်လို့မရသေးဘူးအဲအဲ့လိုမျိုးလေးတွေပေါ့เนาะကိုကိုအကြံဉာဏ်ပေးနိုင်တဲ့ size ကောင်းကောင်းတယောက်ကလိုကိုလိုပါတယ်အဲ့တော့ကဗျာကိုတွေ့မှာဆိုတော့ကဗျာတတ်တန်းတစ်လျှောက်မှာဆိုတော့ကဗျာစမင်နေကိုအရန်ဖြက်စီးတယ်ဒါပေမဲ့စမင်လုံးဝမပြက်စီးဘူးစမင်ဘတော်မှမပါဘူးအိမ်မှာပဲ treatment ကောင်းကောင်းယူတယ်ဒီ loop basket treatment ကောင်းကောင်းလေးနဲ့အိမ်မှာလုပ်တယ်ရှမ်ပူလည်း လူပတ်ရှမ်ပူတစ်မျိုးပဲသုံးပါတယ်နှစ်နဲ့ချီပြီးသုံးပါတယ်ဈေးကြီးရယ်ပဲပြောပြောဈေးမကြီးဘူးပဲပြောပြောဈေးကြီးရဲ့ဈေးကြီးတာသုံးလို့လေဒီနေ့ဒီချိန်ချင်းနောက်ဆက်တွဲမလိုက်ရအောင်အဲ့တော့ရှမ်ပူတော့သုံးပါရဲ့နည်းနည်းသိပ်ပြီးတော့ quality မပြည့်မီတဲ့ဟာလေးတွေဆိုတော့နောက်ပိုင်းဘာလုပ်ရမလဲဆိုတော့ဆိုင်နေသွားပြီးသပင်းတွေပေါင်းရမယ်သပင်းတွေ treatment ယူရမယ်အဲ့ဒီ စရိစရနဲ့ပြန်တွက်ကြည့်ရဲဆိုရင်တော့အဓိကအချိန်ပေါ့နော်ခဗျာအချိန်မပေးနိုင်အချိန်မပေးချင်ဘူး။စာကြီးမှာထိုင်ပြီးသမင်ပေါင်းရတဲ့လူကိုခဗျာအရန်ပြင်းတာခဗျာခဏမငြိမ်တဲ့သူဆိုတော့လေအဲ့တော့အဲ့လိုမျိုးလေးတွေကိုရွေးချယ်ပါလို့ဗျာပြချင်ပါလေအဲ့တော့အခုဆိုရင်ကဗျာလုံးဝသပင်မပေါင်းတာကိုမရှိဘူးဆိုရင်နှစ်ကုန်မှာ9နှစ်6နှစ်8နှစ်တော့ကောင်ရှိပြီဒါပေမဲ့သပင်ကတော့အရန်ဖြက်စီရယ်သပင်ကအရန်သွားတယ်ဒါပေမဲ့သပင်ကတော့မပေါင်းအဲ့ကိုရဲ့သပင်ကအခုချိန်ထိလဲဆန်လုံးရောသပင်အုံရော အော်ဟာပြီးနှစ်ခွားဖြစ်တာတွေပါလေလုံးဝမရှိဘူးစံကြောတွေဆိုလမ်းတန်မာနေတုံးပဲအဲ့ဒါတော့ရှမ်ပူနဲ့ထရီမန့်ကောင်းကောင်းသုံးလို့ပါရှင်ပြီးတော့ကျမရဲ့စတိုင်လစ်လေးကကျမကိုအရင်ကလေးဆက်ပြီးလို့ပါရှင်ကျမတော့ဒီချက်စမပါပဲလုပ်ပါရရှင်ဒီချက်စမလုပ်တာဆယ်စုနှစ်ကျော်ပါပြီရှင်ဆယ်စုနှစ်ဆယ်စုနှစ်ဆယ်စုနှစ်ကိုလည်းအဲပထမတော့ကဗျာတငယ်ချင်းမဆိုးကဗျာကိုအဲတောက်လျှောက်လုပ်ပြီးတယ်အဲအခုမမထွေထွေနေကလည်းဆယ်စုနှစ်ဝင်ကျင်ရှိပါပြီဆယ်စုနှစ်ဝင်ကျင်ဒီတယောက်ထင်းနေပဲညှက်ပြီးဒီတယောက်ထင်းနေပဲလောက်တာပါရှင်